ငလင်တန်းကြောင့်ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ရှီအောင်သမိုင်းဝင်ဗဒောက်ချောင်ကြောင်တိုင်းကဲပရိသတ်ကြီးတို့ရေပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာဖြစ်ပျက်သွားခဲ့တဲ့ငလင်ကြီးဟာမြန်မာနိုင်ငံအတွက်အတော်လေးအပြည့်အစုံအဆုံးအရှုံးများခဲ့ရတယ်လို့သမိုင်းဝင်ကိစ္စရဲ့ကြီးတစ်ခုအပြင်သမိုင်းမှာပါထင်ကျန်နေခဲ့ပြီးပဲဖြစ်ပါတယ်။အလုံးတိကျတဲ့အတိုင်းမြန်မာနိုင်ငံအလဲပိုင်းကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ချောင်းကြီးဖြစ်တာကြောင့်မြန်မာနိုင်ငံအလဲမှာရှိနေတဲ့မန္တလေးတိုင်းဟာအတော်လေးအဆိုးရွားဆုံးဖြစ်နေခဲ့ရတယ်လို့နားမကန်တာတဲ့ဆုံးရှုံးမှုတွေကိုလည်းရင်ဆိုင်ခဲ့ရပါတော့တယ်။ ဒီလိုမျိုးဆောင်ရှောက်မှုတွေဒေကာမှာဘရောမပြန်မရနိုင်တော့တဲ့အရာတွေလူပုဂ္ဂိုလ်တွေနဲ့တချို့သောတမိုင်းဝင်အမွေနှစ်တွေကလည်းရှိနေခဲ့ပါတယ်။တဘာဝဘေးအန္တရာယ်ဆိုတာမျိုးကတော့ပြက်ချိန်တန်ပြက်ဖို့အတွက်ဖြစ်လာခဲ့တာမို့လို့ဘသူကမှအပြစ်ပြောလို့မရဘူးဆိုပေမဲ့လည်းကျူတင်ကာကွယ်ချိန်လေးတောင်မရလိုက်တဲ့မြန်မာနိုင်ငံသားတွေအတွက်ကတော့အတော်ကိုမှဝမ်းနည်းစရာဖြစ်နေခဲ့ရပါတော့တယ်။ဒီလိုမျိုးဝမ်းနဲ့ဆုံးရှုံးစရာတွေများနေတဲ့ဂျာကာမှာစကိုင်းမျိုးမှာရှိနေခဲ့တဲ့နန်းတော်အလားចောင်းတော်ကြီးတို့ကလည်းအပြည့်အဝပေါင်းများစွာနဲ့ပြိုကျပျက်စီးခဲ့ရပါတယ်။ ီကျောင်းတော်ကြီးဟာစကိုင်းတိုင်းမှာတည်ရှိနေခဲ့ပြီးမြန်မာပြည်ရင်မင်းဆက်မှာအင်မတန်မှထက်မြက်လွန်ခဲ့တဲ့မိဖုရားကြီးတဦးဟာလည်းဒီကျောင်းတော်ကြီးမှာနေထိုင်ခဲ့ဘူးတယ်လို့သိရပါတယ်။ဟိုရှိခဲ့အခါတုန်းကတော့ဒီကျောင်းတော်ကြီးဟာပြည်သူတွေအလဲမှာအတော်လေးကိုရေပန်းစားရနန်းတော်တစ်ခုအလားဖြစ်ခဲ့ရသလုံးမိဖုရားကြီးကိုယ်တိုင်နေထိုင်ဖို့အတွက်ဆက်လုပ်ခဲ့တာလည်းဖြစ်လို့နေရန်တွေကအစားအုပ်နေရန်ထူးထူးခိုင်ခိုင်ခန့်ခန့်ဆက်လုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ ဲ့ဒီနောက်ပိုင်းမှာတော့ဒီအဆောက်အုံကြီးဟာရဟန်းတန်ဃာတွေစီလက်ဆင့်ကမ်းရောက်လာခဲ့ပြီးမြန်မာနိုင်ငံရဲ့ထွက်ရက်ပေါက်ဆရာတော်တဘာဖြစ်သူဗမော်ဆရာတော်ကြီးကလည်းဒီเจ้าမှာကိမ့်ဝဲသတင်းတုံးတော်မူခဲ့ပါသေးတယ်။ဒီလိုမျိုးတမန်ရာဇဝင်ပေါင်းများစွာတရှိနေခဲ့တဲ့ဗရောက်ချောင်းเจ้าတော်ကြီးဟာပြီးခဲ့တဲ့2025ခုနှစ်မတ်လ28ရက်နေ့မှာပဲစက္ကန့်ပိုင်းလေးအတွင်းပြိုကျပျက်စီးသွားခဲ့ရပါပြီ။ဒီငလင်ကြီးကတော့သခိုင်းသူသခိုင်းသားတွေအတွက်ကတ်ဆိုးကြီးတစ်ခုဖြစ်ခဲ့ရသလိုနောင်လာနောင်သားတွေအတွက်လည်းအတော်ကိုမှစိုးထိတ်စရာဖြစ်လာခဲ့ရပါတော့တယ်။ ဒီလိုမျိုးတမိုင်းတွေလက်ညှိုးထိုးပြစရာတတ်သေးတွေမရှိလာခဲ့တဲ့မြန်မာနိုင်ငံဟာနောင်လာနောင်သားတွေလက်ထက်ရောက်တဲ့အခါမှာလည်းဘလို့မျိုးနားလည်နိုင်ကြမလဲဆိုပြီးစိုးရင်ပူပန်စရာဖြစ်လာခဲ့ရပါပြီဘလို့ပဲဖြစ်ဖြစ်ပါဒီကျောင်းတော်ကြီးဟာငလင်ကြောက်ပြိုကျပျက်စီးသွားခဲ့တာကြောင့်ကျောင်းတော်မှာတာဝန်ရှိနေခဲ့တဲ့အရှင်ဘဒုမဟာဒီကျောင်းတော်ကြီးမရှိတော့ပေမဲ့လည်းဒီနေရာကငွေအသက်လေးတွေဟာဗမော်ဆရာတော်ကြီးတွေရဲ့တမိုင်းဝင်အဖြစ်ပြက်တွေရှိနေသေးတာမို့ပြန်လည်ပြုပြင်ဆောက်လုပ်သွားဖို့စဉ်းစားနေခဲ့ပြီးပဲဖြစ်ပါတယ် တကယ်တမ်းမှာကြတော့ဘလို့အကြောင်းအရာတွေပဲရှိလားရှိလားယဉ်ကျေးမှုအမွေနဲ့ဆိုတာတွေကအချိန်အကန့်အသတ်နဲ့ပဲရှိနေတာမို့ကြုံတုံးစုံတုံးဆိုတဲ့အချိန်တည်ငါလေးတွေကိုမစင်စားပဲမိသားစုတွေစုံတုံးရှိတုံးလေးတကူတကအလဲပတ်သွားတင်နေပြီပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်ကြီးတို့အနေနဲ့ရောကိုချစ်ရတဲ့မိသားစုလေးနဲ့အတူဘလို့နေရာတွေကိုအလဲပတ်သွားပြီးဘလို့အချိန်ကုန်ဆုံးခြင်းလဲဆိုတာပြောပြသွားကြပါအောင်ဗျာကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့လည်းဘေးအန္တရာယ်ကင်းရှင်းပြီးကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ပါစေလို့ဆုတောင်းရင်းဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရပါတယ် ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါရယ်ခင်ဗျာနောက်လဲမြန်မာနိုင်ငံကအမှုပညာရှင်သတင်းအကြောင်းအရာတွေဆယ်လီသတင်းအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့လည်းတောင်းဆိုလိုက်ရပါတယ်နောက်ဗီဒီယိုတွေမှာလည်းနောက်ထပ်အသစ်အသစ်သောအကြောင်းအရာတွေနဲ့တူပြန်ဆောင်ကြပါမယ်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေ